ကိုးတိုင်းပြည်ခရိုင်ပေါကောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးနိုင်ခဲ့တယ်လို့ပေါင်းတဲ့ People's Defense Force PDF တရင်363ညတက်ကဇွန်လ17ရက်မှာထုတ်ပြန်လာပါတယ်။တမ66လောက်ခန့်စစ်ကောင်စီတပ်ဖွဲ့ဝင်တရားဝင်ကျင်ပါတဲ့စစ်ကြောင်းကိုပေါကောင်းမြို့နယ်ညောင်နီပင်ကျေးရွာထွက်မှာကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာလို့ပေါင်းတဲ့ People's Defense Force PDF တရင်363ညတက်စစ်တပ်လိုင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံ Sheru ကပြောပါတယ်။ ပြစ်ခတ်ခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးက60မမကွန်မန်ဒိုစိမ်းမြောင်း၂လက် MA1 ၂လက် MA3 6လက်လက်ပစ်ပုံ၂လုံးနဲ့စကားပြောဆက်၁လုံးတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို view 27လက်အောက်ခံတိုင်းရင်းတွေဖြစ်တဲ့ပေါင်းနယ်ပြည်ပဲ Defense Force PDF တိုင်းရင်360ညတဲ့တိုင်းရင်360ညနှစ်တခွဲ3တခွဲ4ပြီးခိုင်ပကဖရွှေတောင်ပကဖပေါကောင်းပကဖတိုင်းရင်360ညတဲ့တခွဲ3တခွဲ6နဲ့အေအန်ကြီးတောင်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ် တိုက်ခိုက်ခံရပြီးတဲ့နောက်အဆိုပါစစ်ကြောင်းဟာပေါခေါင်းမျိုးနယ်ဘက်ကိုဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကမေလ29ရက်မှာပေါခေါင်းမျိုးဘက်ကနေထွက်လာပြီးတိုက်ချောင်းရွာ၊ကွန်းအောင်စုရွာ၊အိုင်ဆောက်ရွာ၊မြင်းနီကုန်းရွာ၊တပန်းကုန်းရွာ၊ဒလာမဲရွာ၊မယိုးကျွန်းရွာ၊ပြန်ချီတက်ရွာတွေကနေအိမ်တွေကိုမိရှို့ခဲ့တယ်လို့တပ်ဖွဲ့ဝင်ရှယ်တို့ကပြောပါတယ်။